အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။အာနီစလော့ရဲ့ Liverpool အသင်းကတော့ဒီနေ့ရာသီအတွင်းမှာ Premier League မှာတည်ပွဲလုံးဝမရှိရာသီအစအစောပိုင်းနိုင်တဲ့၅ပွဲနဲ့အတူလက်ရှိ Champion Liverpool ကအခုဒါဒီရာသီအစအစောပိုင်း၅ပွဲကြားထဲမှာ Aston Villa ကိုတပွဲနိုင်ပြီးတော့ဒါနောက်ထပ်ဒါအခု6ပွဲပေါ့လေ။ဒါနောက်ဆုံးပွဲတွေဆက်တိုက်ကစားတဲ့အခါမှာ Liverpool က Aston Villa တသိန်းနဲ့ကိုပဲနိုင်ခဲ့တယ်။ ခုအိမ်ကွင်းမှာရှုံတိုက်ရဲ့ဒီ Northern Forest ကိုကိုပြတ်ရှုံသွားတယ်တကယ်ဆိုရင် Liverpool ကဒါဒီနေ့ရာသီအတွင်းမှာပထမ၅ပွဲဆက်တိုက်ခြေစွမ်းပြပြီးတော့မှာဇက်တိုက်ရလက်ဆိုးနေတဲ့အခြေအနေကနေအခု Liverpool လို့ပြောရခက်လောက်အောင်ကိုတကယ်ကိုခမိုင်းရခက်ခဲပြီးတော့အခုထပ်ပြီးတော့6ပွဲရှုံးသွားတယ်ဆိုအခု back to back 6ပွဲဒါ6ပွဲပေါ့လေဒါအင်ကွင်းမှာဇက်တိုက်ရလက်တီဆိုပြီးတော့အခု Liverpool နဲ့ Arsenal တို့အတွက် DRD title race ကကျွန်တော်အမြင်တော့အဆုံးသက်တလောက်ဖြစ်သွားပြီ ချန်ပီယံဘယ်သူဖြစ်တယ်မဖြစ်တယ်ထက်လီဗာပူးချန်ပီယံကာကွယ်ဖို့ဆိုတာမဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ချန်ပီယံဖြစ်ချင်တဲ့အသင်းတစ်သင်းဟာ6ပွဲရှုံးလို့မရတဲ့အချိန်မှာအာနီစတောနဲ့လီဗာပူးအသင်းကအခုဆိုရင်6ပွဲရှိပြီရှုံးတာ။12ပွဲကစား6ပွဲရှုံးတယ်။ပိုဆိုတာကအန်ဖီကွဲမှာဇက်တိုက်ရလက်တီဆိုပြီးတော့လီဗာပူးကအမှတ်တီဇက်တိုက်ရော့သွားတဲ့ပြဿနာပဲ။ဆိုတော့အခု Northern Forest ကမနစ်ကတုန်းကအန်ဖီကွင်းကိုလာပြီး Kalahasan အတွားရဲ့တလုံးတည်းသောကိုးနဲ့အိုက်တုံးက Nuno Espirito Santo ရဲ့အသင်းကနိုင်ခဲ့တာ။ အခုလီဗာပူးအသင်းရဲ့အန်ဖီကွင်းမှာနောက်ထပ်ဖာဖော်ရက်စ်က back to back နောက်ထပ်၃ဂိုးပြတ်တောင်နိုင်သွားတယ်။ပိုပြီး impressive ကောင်းတဲ့အချက်ကလီဗာပူးရဲ့အန်ဖီကွင်းမှာအခုလီဗာပူးကအိမ်ကွင်းမှာ၄ပွဲနိုင်၂ပွဲရှုံးသွားတယ် လေးပွဲနိုင်နှစ်ပွဲရှုံးပြီးတော့ Manchester United ကိုရှုံးပြီးအချိန်မှာအခုနောက်ထပ်တစ်ခါထပ်ပြီးရှုံးနေဒါကလပ်အသင်းနဲ့ပတ်သက်လို့ရှိရင်ဒါဘယ်လိုပြောမလဲလုံးဝလက်ခံစရာမကောင်းတဲ့အခြေအနေမျိုးဖြစ်သွားတယ်ဒါအခု17ပွဲ12ပွဲကစားပြီးတဲ့အချိန်မှာ17မှတ်18မှတ်ရထားတယ်ဒါ6ပွဲနိုင်6ပွဲရှုံးထားပြီးတော့ Liverpool ရဲ့ခံစစ်ကလည်းအမတန်ကိုစိုးဝတဲ့အခြေအနေတွေဖြစ်ပြီးတော့အခုဆိုရင်ကလပ်ကတော်တော်ကိုစူးစူးဝါဖြစ်သွားတယ်ဒါအခုလက်ရှိနေထားရ Liverpool အသင်းအနေနဲ့ ဒါဘယ်လိုပြောမလဲဒီယာတီမှာမမျောလင့်တဲ့အခြေအနေဒီအားလုံးဖြစ်လာတယ်ဒါဘယ်သူကထင်ပါလဲလီဗာပူးအသင်းဒီလိုအခြေအနေမျိုးဖြစ်မယ်လို့ဒါအခုလက်ရှိမှာလီဗာပူးက ပထမဆုံးအခြေအနှုတ်နှစ်ထီတောင်ဖြစ်သွားတယ်ဒီပွဲမတိုင်ခင်ထီလီဗာပူးကဒါ twin goal ကဒီရာဒီမှာအိမ်ကွင်းမှာ total အဖြစ်16 goal twin ပြီးတော့အဝေးကွင်းမှာဒါ18 goal ပြန်ပေးထားရကနေအခုဒီနေ့3 goal ပြန်ပေးလိုက်ရတဲ့အတွက်ကြောင့် twin goal 20ထီပေးရတယ်ပထမ12ပွဲမှာ twin goal 20ပေးရတဲ့ခံစစ်ကတော်တော်ကိုဆိုးဆိုးဝါဖြစ်လို့ဒီနေ့ပွဲမှာတော်တော်ကို အမားများဒါ forest ကပူကောင်းတဲ့အတင်ဒါ liverpool chance ရတယ်ကျွန်တော်သိရသိတယ်ဒါပထမပိုင်းမှာသူတို့ရတဲ့ chance 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 ကိုမအသုံးဖြောင်းတဲ့အချိန်မှာ forest ကတကယ်တော့ forest ကနှစ်ကိုရတာ iga jesus တကူအတွင်းနဲ့နောက်ပထမ forest က morero တကူ morero ကတော့ထုံးစံတိုင်းတောင်းကန်ဘောကကြာလာတဲ့အချိန်မှာ liverpool က second ball မဦးတဲ့အချိန်မှာ forest ကဦးဆောင်ကိုတွင်းတယ်ဒါပေမဲ့အခုလက်ရှိနီးပြတဲ့ရှုံတိုက်လက်ထံမှာ forest ကလုံးဝကိုမတူညီတဲ့အတင် ကျစ်လစ်လာတဲ့ organize ဖြစ်တဲ့အရင်တုန်းကနူနိုလက်ထက်မှာတွေ့ရတဲ့ပုံစံမျိုးဖြစ်တယ်လီဗာပူးကသူတို့တိုက်စစ်မှာဒါအာလစနာအီဆက်ကိုထောင်ထားပြီးဆာလတ်စ်နဲ့ဂက်ပူတွဲတဲ့အရင်ပုံစံဟောင်းကိုထားပြီးတော့ကာတိကျုံရဲ့ဆပ်ပေါ်စတာရဲ့ဂရာဗင်ဘက်ရဲ့အလက်စစ်မက်ကလဆာရဲ့ခန်စစ်ကမီလိုကာကစ်ပြန်ပါပြီးတော့မှဗန်တိုက်ကိုခနာတီနဲ့တွဲပြီးတော့အာလစင်ပြန်ပါတယ်ဖော်ရစ်ကတိုက်စစ်မှာအခုနီးပြသဘောကျတဲ့အီကာဂျေဆုကိုပြန်သုံးပြီးတော့ဒါဘေဘချန်းက နီကိုဝီလျံမိုရဲလိုမီလန်ကိုဗစ်နဲ့နောက်ဆဗိုနာဆိုတဲ့ကစားမှာအခုလီဗာပူးကဘယ်လိုဖြစ်လဲဆိုအိနာနာပြီးတဲ့နောက်ပိုင်းမှာခန်းစစ်နည်းနည်းယော့သွားတယ်။ဒါမီဂလန်ကိုဗစ်နဲ့မီလန်ကိုဗစ်နဲ့မိုရဲလိုအင်ဂျူရီနှစ်ယောက်ဖြစ်တဲ့ခါမှာဖော်ရက်ကျသွားပြီ။အခုလူပြန်ဆုံတဲ့ခါမှာသူတို့ပူကောင်းလာတယ်။ကွင်းလေကအာလီယာအန်ဒါဆန်ရဲ့ဆန်ဂါရီကွင်းလေဟာဒီနေ့ပွဲရဲ့တကယ့်အကောင်တော်တော်လေးကောင်းလို့နောက်ဒီနီကိုဒိုမီနက်စ်ရဲ့ဒူမီဒူမင်ဂက်စ်ရဲ့တစ်ဖက်ကဒီမော်ဂန်ကစ်ဘွားနဲ့အန်ဒွိုင်းပြီးတော့မာဟီကျူနောက်တစ်ခုကကျွန်တော် ကလန်တီဟာဆန်အဒ်ဝိုက်တက်ဆိုင်ကျွန်တော်အမြဲတမ်းအိုမာဟာချင်စင်ကိုအမြဲသဘောကျတဲ့သူဖြစ်တယ်။ဒီနေ့ပွဲမှာ Forest ကဖူဘတ်တီဝင်းဘတ်တီတောင်မန်တီတော်တော်လေးအလုပ်ဖြစ်တယ်။ Liverpool ကတော့ထုံးစံတိုင်း Milo Kakis ရုံးကန်နေရာစေဖြစ်တယ်။ဒါ Kakis Struggle ဖြစ်တယ်။နောက် Andy Robertson ဝင်လာတယ်။ Tyson က Akidik Struggle ဒီ Issa Struggle ဖြစ်တော့ Akidik ကျွန်တော်တခုပဲပေါ့လေ။ Akidik ကတကယ်ကိုဖုန်ကောင်းတဲ့အသင်းဖြစ်နေတဲ့အခြေအနေကနေ ။ဤပြကဤဆက်ပြန်လာပြီးတဲ့အချိန်မှာဤဆက်ကိုတုံးရင်နောက်အခိတိကေကိုလည်းအဲ့ဆောင်တန်းတဲ့ပွဲမှာထုတ်ခံရတဲ့ဌာကနေသူကိုယ်တိုင်ရတန်ကျသွားတာ။တကယ်ဆိုဤဆက်ကဖုံပြောက်နေတာဗျာ။ယုံကြည်မှုလုံးဝပျောက်ဆုံးနေတဲ့အချိန်မှာလက်ရှိမှာဤဆက်ကတကယ်ကိုယုံကန်ရတယ်ဒါအခုလက်ရှိမှာဒီနေ့လီဗာပူးကပထမပိုင်းမှာတည်းကအလုံးမဖြစ်တဲ့ထဲကအီဆက်ကိုထုတ်အခီတီကီ90ကျော်မှာဝင်တဲ့အန်တီရိုဘင်ဆင်ကမီလိုကာကစ်နေရာမှာဝင်ပြီးတော့နောက်ပိုင်းမှာဖက်ဒရီကိုခီယေဇာနဲ့ဒီရီယိုအန်ကူမိုဟာဝင်တယ်ဒါပေမဲ့ဖောရက်စ်က ဒုတိယပိုင်းမှာဒူမင်ဂက်စ်ကိုထုတ်ပြီးတော့ဟာချင်းစင်ဝင်တဲ့ချိန်မှာအိုက်ဟာချင်းစင်တော်တော်လေးကောင်းတယ်။နောက်ဒီနေ့မော်ဂန်ကစ်ဘွိုက်တော်တော်လေးကောင်းတယ်။ဟာချင်းစင်ဝင်လာတဲ့ချိန်မှာသူ့ရဲ့ cut inside လို့ပြီးကန်လိုက်တဲ့အလုံးကနေကိုသမားပုတ်တယ်အလဆင်။နောက်မော်ဂန်ကစ်ဘွိုက်သွင်းတယ်။ဒီနေ့ကျွန်တော်ဘာသွားတွေ့လဲဆိုလီဗာပူးကအဲ second ball တွေမကောက်နိုင်ဘူး။အဲ second ball တွေမကောက်တဲ့အချိန်မှာ goal တွေပေးရတာပဲ။ဥမာကျွန်တော်ပထမ down gap ဘောကို Morello သွင်းသွားတဲ့အလုံးဆိုရင်အဲ့ပုံစံပဲ။ဒါတောင်ကံဘောကကြာလာတယ်ပြန်ထွက်လာတဲ့အချိန်မှာမရဲလို့ရှိတယ်သူကန်သွင်းသွားတယ်ဒါတော့မှလီဗာပူးကဒစ်ဆက်လောက် ော့ခုကန်ကောင်းလို့เนาะဟိုဘက်ကအီဂါဂျေဆူးသွင်းတယ်လို့ကန်ဆိုးသွားလို့ Forest ကိုမရပြင်မဲ့1-0 down ဖြစ်တယ်ဒုတိယပိုင်းမှာ Nico William အိုက်တောင်မန်ကဆွဲထွက်လာပြီးအထဲတွေကိုချပြီးတဲ့အချိန်မှာဒါအသင့်ပါလာတဲ့ညာနောက်ခံကစားမှာ Savona ကန်သွင်းတယ်2-0ဖြစ်တယ်ပြီးတော့မှဒါ concession မှာ Morgan Gibboy က Hutchinson ပြန်ကန်လို့ပြန်ထွက်လာတဲ့အလုံးကနေသွင်းသွားကျွန်တော်မြင်တော့ ဒါအာနီစရောရဲ့အသင်းဒါလုံးဝရတန်ပြောက်ပြီးတော့ confidence မှာပျောက်နေပြီအခုဆိုရင်လီဗာပူးအနေနဲ့အပြောင်းလဲ changes လုပ်ရမယ်ဒါကြောင့်ကာရီကာကတော့ပြောသေးတေချာပေါက်အပြောင်းလဲလုပ်ဖို့လိုအပ်တယ်အခုလက်ရှိနေထားရဆိုရင်တော့လီဗာပူးအသင်းအနေနဲ့ဒီအာတီမှာအကောင်းဆုံးမျောလင်းချက်က Champion League ဝင်ခွင့်ကိုပဲဦးတည်ဖို့ရှိတယ်။ဘာလို့ဆိုခန်းစစ်ကလည်းခနာတီကလည်းအမားများနောက် Liverpool ရဲ့ခန်းစစ်ကလည်းပွဲတိုင်းကိုပဲမနစ်ကအကောင်းဆုံးခန်းစစ်ရှိခဲ့တဲ့အသင်းကအခု12ပွဲအပြီးမှာ -2 ဒါဒါ twin go 78 go p go 20ဆိုတဲ့အမောက်ဟာလုံးဝအချင်းနဲ့အခုဆိုရင်ဗျာဇယားထိတ်ကအာစနယ်နဲ့ကိုလီဗာပူးကတပွဲပိုကစားတာကိုမှအခုလက်ရှိနေထားရဒါ top down အောက်ကိုကျသွားပြီပေါ့လေဒါကျွန်တော်အမြင်တော့လီဗာပူးအနေနဲ့ champion race ကအဆုံးသတ်သွားပြီဒါသူတို့ရဲ့အကောင်းဆုံးသောမျောလင်းချက်ကဥရောပ champion league ဝင်ခွင့်ရဲ့လက်ကျန်ဖလားတွေတဲ့ကအခုသူတို့ကာရာဘောင်းကလည်းထွက်သွားတော့သူတို့ FA Cup ပဲကျန်နေဆိုတော့အဲ့ဒီထဲမှာ FA Cup ရဲ့နောက် Champion League ဒါပဲလောက်ရမယ်ကျွန်တော်ကျွန်တော်အမြင်ပြောတာလက်ရှိနေထားရာအာနီစတော့အတွက်နောက်ထပ်စိတ်ပျက်စရာနဲ့ Forest ကလီဗာပူးကို back to back အိမ်ကွင်းနှစ်ပွဲဆက်တိုက်အနိုင်ရခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်